မင်္ဂလာပါမျိုးတို့ရေကျွန်မမဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ30ရက်နေ့ဖြစ်ပါတယ်ကျွန်မအန်ဆုံးပေါက်နေတဲ့ကြွယ်စကားအကျဉ်းပြောလို့မရတဲ့အတွက်စကားတန်နေနေတိုးနေလို့ရှင်အသီးခံပေးပါလို့ဥစွာမြေတားရက်ခံပါတယ်ဒီရက်ထဲကျွန်မ line မသုံးဖြစ်ဘူးတရင်နေမတင်ဖြစ်ဘူးအကြောင်းရင်းကတော့ကျွန်မအန်ဆုံးပေါက်နေတာအန်ဆုံးပေါက်နေတော့စကားအများကြီးပြောလို့မနိုင်ဘူးနားလေလေတွားကအဲ့ဒါကြောင့်မလို့ပါဆိုတော့ဒီနေ့ကျွန်မပြောမယ့်အကြောင်းအရာကတော့ဘင်္ဂလားဒေ့နယ်ကျေးရေးနဲ့ကိုမျိုးဆောင်ညမျိုးစစ်စင်ရေး အားလုံးတည်နေအားလုံးပြောပြီးသားကိစ္စတခုဘင်္ဂလားဒေ့ကနေပြီးတော့တန်မတ်နဲ့စစ်တမ်းမှုပြန်ခေါ်တယ်ပေါ့ဒီကိစ္စအပေါ်မှာဘင်္ဂလားဒေ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောဆိုမှုကသူတို့မှာပုံမှန်အစီရင်ခံစရာပုံမှန်တင်ပြစရာပုံမှန်တန်မှန်စီဝေးရှိလို့ပြန်ခေါ်ရခြင်းဖြစ်ပါတယ်အစီဝေးပြီးတဲ့အခါမှာတန်မတ်ကိုမြန်မာပြည်ကိုပုံမှန်တိုင်းတာဝန်ထမ်းဆောင်ဖို့ပြန်ပို့ပါမယ်လို့ဘင်္ဂလားဒေ့နိုင်ငံခြားရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြောထားတာရှိတယ်ထပ်ပြီးပြောပါမယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏ဝန်ကြီးဌာနရဲ့ပြောဆိုမှုကပုံမှန်တင်းပြစရာတန်တမန်အစည်းအဝေးရှိလို့တန်အမတ်ကိုပြန်ခေါ်တာအစည်းအဝေးပြင်ပြန်ဖို့မယ်။ဒီကိစ္စပေါ်မှာတခြားသောပြည်ဖြတ်တွေကျမတို့ NASA ကအရှိုးရကိုမယိုင်နဲ့အတော့မယိုင်နဲ့နေအောင်ထိုးနေနေတဲ့လူတွေကြတော့ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံကြားမှာတန်တမန်ကြီးဘလို့အခက်အခဲကြက်တယ်ဖြစ်နေတာပြီးဆိုတာမျိုးတွေပြောကြတာရှိတယ်။ဒါပေမဲ့ကျမတို့ တတိတစ်ချက်ထားရမှာရှိပါတယ်။အဲ့ဒါပါလဲလို့မေးလို့ရှိရင်ဘင်္ဂလားဒေ့ရဲ့အမျိုးသားလုံခြုံရေးအထံပေးပုဂ္ဂိုလ်ကသူတို့ဘင်္ဂလားဒေ့အစိုးရက AA နဲ့ဂျာမန်ထိထွက်ဆက်ဆံမှုရှိပါတယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုထားတာရှိတယ်။ဒီအချက်ကိုကျမတို့သတိထားဖို့လိုပါတယ်။ဒီသိပ္ပါကကျမတို့မှာတိတ်ပြီးပြဿနာမကြီးပေမဲ့အဲ့ဒီဘင်္ဂလားဒေ့မှာเนาะလက်ရှိသူတို့ဂျာဖြက်အစိုးရကခေါင်းဆောင်ယူနော့ သူ့အနေနဲ့အတန်တမန်ကြီးမပါနိုင်ဘူးဆိုရင်ဘင်္ဂလားဒေ့နိုင်ငံဒီအမေရိကန်နဲ့တိရွယ်ချားတဲ့မှာမြေဟိစာပင်ဖြစ်နေမယ်။ထပ်ပြီးပြောမယ်ဒီကိစ္စပေါ်မှာဒီကခေါင်းအေးအေးထားပြီးတော့စဉ်းစားရမှာဘင်္ဂလားဒေ့ဖြစ်တယ်။ဘင်္ဂလားဒေ့နိုင်ငံကနော်တန်တမန်ကြီးမပါနိုင်ဘူးဆိုရင်အမေရိကန်နဲ့တိရွယ်ချားတဲ့မှာမြေဟိစာပင်ဖြစ်ပြီးတော့ဘင်္ဂလားဒေ့ဒီစစ်တလင်းဖြစ်နေမယ်။ ဘင်္ဂလားဒေ့နိုင်ငံကစစ်တလဲဖြစ်လိမ့်မယ်။လက်ရှိမှာဘင်္ဂလားဒေ့ရဲ့အင်အားအကြီးဆုံးသောအမျိုးသားရေးပါတီအတိုက်ခံအမျိုးသားရေးပါတီနဲ့ဘင်္ဂလားဒေ့ရဲ့စစ်အုပ်ကြီးချုပ်ကိုယ်တိုင်ကလက်ရှိဘင်္ဂလားဒေ့ခေါင်းဆောင်ကိုသူတို့တတိပေးပြောဆိုထားတာရှိရတဲ့အတွက်ဒီကိစ္စပေါ်မှာဆက်ပြီးတော့ကျွန်တော်တို့ NASA ကအစိုးရ state actor ကိုဖယ်ပြီးတော့ AA လို့ non state actor နဲ့ဘင်္ဂလားဒေ့ကစပီးဆက်သွယ်နေမယ်ဆိုရင်အမေရိကန်နဲ့တရုတ်ရဲ့အပြိုင်ပွဲမှာပို့ပြီးတော့ဝင်ပါနေမယ်ဆိုရင်ဘင်္ဂလားဒေ့မှာစစ်တပ်ကအာဏာထပြီးတိမ့်လိုက်တဲ့အထိနိုင်ငံရေးအပြောင်းအလဲတွေဖြစ်နိုင်နေစစ်တပ်ကအာဏာထသိမ်းရင်သိမ်းမသိမ်းလို့ရှိရင်လက်ရှိဘင်္ဂလားဒေ့ဝန်ကြီးချုပ်ယာယီအစိုးရကောင်းဆောင်ယူနို့ဂျာဒူးကနေပြီးတော့သူကိုယ်တိုင်နှုတ်ထွက်ရလောက်တဲ့အထိနော်ဒုတိယဂျပန်ကဒုတိယရှင်ဆိုခါပေးလို့မျိုးဘူး နှုတ်ထွက်ရလောက်တဲ့အထိအပြောင်းလဲတွေဖြစ်နိုင်ပါတယ်။နေဆက်ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ထပ်ပြီးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့အခုပြီးခဲ့တဲ့နေဆက်ရေးနေ့ကထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့နေဆက်မှာကင်းဆောင်ရင်းနဲ့နေဆက်ပိုင်နဲ့အငင်းပွားမှုဖြစ်ပြီးတော့ပြန်လဲပြက်ခတ်မှုဖြစ်တယ်။အခု28ရက်နေ့ကဖြစ်သွားတာနော်။ ထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်နဲ့အပြန်အလှန်ပြက်ကမှုတွေဖြစ်ပြီးတော့လက်ရှိမှာကမ္ဘောဒီးယားဘက်ကလည်းစစ်တပ်တွေဖျက်ချထားတယ်။ထိုင်းဘက်ကလည်းပဲအဲ့ဒီနယ်စပ်စီးမြင်းမှာစစ်အင်အားဖျက်ချပြီးတော့နှစ်ဖက်စစ်ပြိုင်ပြီးတော့ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိပါတယ်။ ကမ်ဘောဒီးယားနဲ့ထိုင်းနဲ့နယ်စပ်အငင်းပွားမှုဖြစ်ပြီးတော့နယ်စပ်မှာပြစ်ခတ်မှုဖြစ်တဲ့လက်ရှိမှာနှစ်ဖက်ဆက်ဆိုင်ထားတဲ့အနေအထားမှာရှိတယ်။ဆိုတော့ကျမတို့ကလက်ရှိမှာကဘာကြီးကိုမြင်အောင်ကြည့်မယ်ဆိုရင်ကျမတို့အိနီးချင်းအနီးနားမှာတဲ့နယ်စပ်အငင်းပွားမှုပြဿနာကြီးအင်မတန်ကြီးကျယ်နေတာဖြစ်တဲ့အတွက်ကျမတို့ကမျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ဒါပေမဲ့ပြည်ဖြတ်မိတာတွေကအဲ့ဒီလိုမျိုးသတင်းတွေကိုဖုံးကွယ်ထားတယ် ဖုံးကွယ်ထားပြီးသူတို့ဘာပြောလဲအာထိုင်းမြန်မာနယ်စပ်မှာ KNU ကစစ်တပ်စခန်းတွေကိုဘလို့တိတ်လိုက်တယ်ဆိုတာလောက်ကိုသူတို့ဟာပြဝါဒဖြန့်ကြတာနော်တကယ်ဒီလိုအရေးကြီးတဲ့ကိစ္စတွေကြာသူတို့ဖုံးဖိထားကြတယ်နော်ဒီလိုနေရာမှာဆိုလို့ရှိရင် KNU ကဘလို့မျိုးစခန်းတိတ်လိုက်ပါရဲ့ဘလို့အောင်ပွဲတွေရပါရဲ့ပဲပြောတယ်အဲ့ဒီ KNU နယ်မြေမှာလူတသန်းကျော်စစ်ပီးဒုက္ခတဲ့ဘဝမှာဥမဲ့အိမ်မဲ့အစာမဲ့အချေးမဲ့အနေမဲ့အစားတောက်တွေမဲ့ ကုသကြဈေးဝတည်မဲ့เนาะငမွန်ခေါင်းမတဲ့ကတ်တီဆိုင်နေတယ်ဒုပိဒန္နာကက်တတရနာကက်ယောကန္နာကက်ဆိုရက်ကတ်၃ပါးကိုဂျုံတွေ့ပြီးတော့ဒုက္ခအကြီးကျယ်ရောက်ပြီးဆင်းရဲတွင်နဲ့နေတဲ့ဘကတိအရှိတရားကိုဖုံးကွယ်ထားကြတယ်เนาะဘကတိလက်ရှိကျမ်းယူနေမြေမှာလူတသန်းကျော်စစ်ပီးဒုက္ခတဲ့တသန်းကျော်ရှိတယ်။မိုးရသည်မှာဘလောက်တောင်ဒုက္ခရောက်လိုက်မလဲ။နေထိုင်မှုเนาะသူတို့ရွက်ပြင့်တဲ့နေနဲ့ဖြစ်သူတို့နေရတယ်။ လေလူနေမှုတွေမတန့်ရှင်းတဲ့အတွက်အရေးပြယောဂတွေဖြစ်တယ်။ကူးဆက်မြန်အရေးပြယောဂတွေဖြစ်တယ်။ဝမ်းပြက်ဝမ်းလျှော်ယောဂတွေဖြစ်တယ်မယ်။ခလေးတွေတွလုံးတုတ်ကွေးဖြစ်မယ်။လူကြီးတွေနှက်ဖြာယောဂဖြစ်မယ်။ဖြစ်တဲ့ယောဂကိုကူးသားပြဆေးရောမရှိတဲ့အတွက်မတည်တဲ့မအသေးအသက်တွေထပ်ပြီးတည်ရတယ် ဒီလိုမျိုးလူတို့ရဲ့ဒုက္ခတွေကိုမျက်ကွယ်ပြုပြီးတော့ KNU ကဘယ်လိုစကမ်းကိုဘယ်လိုသိမ်းပါတယ်ဆိုတာမျိုးကိုသာဦးစားပေးပြီးဖော်ပြကြမယ်ဆိုရင်ခနာတို့ကအမှတ်လေးကမိမိဒေသမှာရှိတဲ့မိမိလူမျိုးစုကိုမျက်နှာမိုးတဲ့လက်နက်ကင်တော်လှန်မှုမဟုတ်ဖ ೇನೆ ကိုတို့ဦးတယောက်ကောင်းစားရေးအတွက်လက်နက်ကင်ပုံကန်ကြတဲ့ကျင်းမြောင်းတဲ့လူမျိုးကြီးအစွန်းရောက်နေတဲ့လက်နက်ကင်တွေပါဖြစ်တယ်။အေးဆိုရင်လည်းဒီလိုပဲ။ အေအေကဟာကြောက်ဖြူမှာအေအေကဘယ်လိုမျိုးတိုက်ခတ်သိမ်းပိုင်နိုင်ပြီပြောတယ်အဲ့ဒီရခိုင်ပြည်နယ်မှာအေအေရဲ့တိုက်ပွဲကြောင့်လူ6သိန်းကျော်ဆစ်ဘေးဒုက္ခတွေပေါ်မှာရောက်ပြီးတော့အဲ့ဒီလူ6သိန်းကျော်အစားတောက်တွေမရှိနော်ယောဂတွေဖြစ်ကုသကြယောဂယောဂတွေကိုခုသတရားဆေးဝါးမရှိတော့ဒုက္ခပင်လည်းဝင်နေတာကိုခမရတို့ဖုံးပြထားကြတယ်ဒါကြောင့်မလို့အေအေကရခိုင်လူတုကိုမျက်နှာမူတဲ့လက်နက်ကင်တဲ့အဖွဲမဟုတ်ပဲနဲ့ရခိုင်နေကိုလူမျိုးရေပန်းပြနေတဲ့စစ်သူကြောင့်ဖြစ်တာဖြစ်တယ် နောက်တစ်ခုကကိုမြင့်ဆောင်ညာမင်းဆစ်စင်ရေကိုမြင့်ဆောင်ညာမင်းဆစ်စင်ရေကိုဗမာဗတဲ့အညာသားဗတဲ့ဒီပေါ့ကိုလူမျိုးမိမိတို့ဒေတာပျက်စီးရပျက်စီးကြအောင်လုပ်နေကြတယ်ပထမဆုံးသူတို့ပြောတာကရှာမန်ဆစ်စင်ရေရှာမန်ဆစ်စင်ရေနဲ့ပလောင်ကသူတို့အညာဗတဲ့ဒီဘက်ကကိုတိုက်တော့မှာမနေ့လေး PDF ကိုရှာမန်ဆစ်စင်ရေအမိနဲ့ပလောင်လေးကကိုတိုက်တဲ့အတွက်မနေ့လေးကိုတိန်းတော့မှာလို့ပြောတယ်လက်ရှိမှာပလောင်နေကိုတိုင်ကပလောင်ငိုးတဲ့နောက်ချိုဖြစ်ပြီးတော့ ောင်ကျိုးမှာအလောင်းရှင်းပုံထက်ပြီးပလောင်နေကိုယ်တိုင်တင်းញိုင်းနေကိုနော်တင်းញိုင်းကိုယ်မှာအယိုးတွေထက်နေတဲ့အခါကျတော့ရှမ်းမဆစ်စင်ရေမဟုတ်တော့ဘာမှဆုံးပြောတာရွှေပြည်သူဆစ်စင်ရေနဲ့မန္တလေးကိုတိမ့်မယ်နတ်ထိုင်အောင်ဆစ်စင်ရေနဲ့မန္တလေးကိုတိမ့်မယ်အဲ့ဒီလိုမျိုးလေးတလုံးမှုတလုံးပြောကြတယ်ဆိုတော့ဒီရွှေပြည်သူဆစ်စင်ရေရောနန်းထိုက်အောင်ဆစ်စင်ရေကိုရှာမန်ဆစ်စင်ရေကိုဒီအတုံးကပေါ်မှာတိတ်ပြီးအထွေထူးမပြောချင်ပေမဲ့ခင်ဗျားတို့ကကြာမဲဆင်းချွတ်တာကျွမ်မဲပုံမပေါ်လို့မပြောချင်ပေမဲ့လက်ရှိသူတို့ပြောလိုက်တယ်ကိုမြင်းဆောင်အညာမေဆစ်စင်ရေဆိုတာက ပြီမမနေနေတဲ့ကိုမြင့်ဆောင်နဲ့အကုန်လုံးဒုက္ခကြီးရောက်သွားကြတယ်။ပြီမမကောင်းကောင်းကောင်းဝယ်လှုပ်ရှားနေတဲ့ကိုမြင့်ဆောင်နဲ့ကိုရိုင်းကထိတ်ကျင်းလာကြတယ်။သွားရသွားတာလာတာနောက်ကြောမလုံးနဲ့ဘွားကိုရှောက်လာကြတယ်။အညာမှာရှိဖြစ်တဲ့အတွက်နော်ရန်ကုန်ကိုပြေးလာတယ်မန္တလေးကိုပြေးလာတယ်ပြေးလာတဲ့ရန်ကုန်မှာပြေးလာတဲ့မန္တလေးမှာနော်အိမ်ငားနေဖို့မှတ်ပုံတွေသွားပြပေးတကောင်ဆင်းပြမယ်။ကိုမြင့်ဆောင်ဖြစ်နေတယ်ဆိုရင်အဲ့ဒီလူတီရဲ့နေထိုင်ရေးနောက်ကြောမလုံးဖြစ်လာတယ် အလုံးကန်သွားရှောက်မယ်ဥပမာအညာသူလေးတွေစက်ရုံအလုံးရုံသွားပြီးရှောက်မယ်အညာသားလေးတွေအလုံးငန်းခွင်ဝင်မယ်မှတ်ပုံနဲ့ကြိလိုက်တယ်ကိုမင်းဆောင်ဖြစ်နေတယ်အဲ့ဒီလိုလူမျိုးကိုဘယ်အလုံးငန်းရှင်ကအလုံးခံမလဲအဲ့ဒီလိုလုံငန်းရှင်ကကိုမင်းဆောင်မှတ်ပုံနဲ့ကြိုင်တဲ့လူတွေကိုအလုံးမခံဘူးဆိုလို့ရှိရင်ခမားတို့ကဟာဘာဖြစ်တယ်ညာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ဆိုပြီးတော့မကောင်းပြောကြအောင်မယ်အမေရိကန်တို့အဲ့ဒီကိုမင်းဆောင်မှတ်ပုံနဲ့ကြိုင်ဆောင်လာတဲ့လူတွေတွားရေးလာရေးအနည်းအကျပ်အသေးအကျပ်ဖြစ်အောင်ခမားတို့ကိုယ်တိုင်လုပ်နေကြတယ် တခြားနာမည်ပေးတာမျိုးကျွန်မရှမ်းမဆက်စီရင်ခမားတို့နာမည်ပေးတယ်၊ရွှေပြည်စိုးဆက်စီရင်နာမည်ပေးတယ်၊နန်းထောင်ဆက်စီရင်နာမည်ပေးတယ်။ရတယ်ပေးကိစ္စမရှိဘူး။အခုကိုမင်းဆောင်ဆက်စီရင်ပြောတဲ့အတွက်အဲ့ဒီအညာကနေဖြစ်ပြောင်းနေထိုင်လာတဲ့လူတွေအိမ်ငှားနေဖို့တောင်မှကြောတခင်းတာနေရငှားနေဖို့တောင်ကိုမင်းဆောင်ဖြစ်နေတဲ့အတွက်ထက်ခဲဖြစ်တယ်။မိကလေးတွေဘဝကိုဘဝကိုအနာကလုံခြုံမှုရှိဖို့ လုတ်ကန်ခွင်လန်းရှာရင်တော့မှမတ်ပေါ်လင်းကကိုမင်းဆောင်ကင်ထားတယ်ဆိုပြီးအလုတ်ကန်ခွင်လန်းနေလာတယ်။ဒီလိုမျိုးကိုမင်းဆောင်တွေကိုလုပ်ငန်းရှင်တွေကအလုတ်မပေးဘူးဆိုရင်လုပ်ငန်းရှင်တွေအမှားမဟုတ်ဖဲနဲ့အဲ့ဒီကိုမင်းဆောင်အကုန်လုံးဒုက္ခရောက်အောင်ကိုမင်းဆောင်စစ်စင်ရေးလို့နံပါတ်ပေးထားတဲ့အကြံဖတ်သမားကြီးအကြောင်းသာဖြစ်တယ်။